င်္ဂလာပါဒီသင်ခန်းစာမှာတော့သူများကိုအကြံပေးနည်းအကြံပေးနည်းမှာမှာကျွန်တော်တို့ကသူများကို short သုံးပြီးတော့အကြံပေးလို့ရတယ်လို့အခုအသုံးတော့ငါကြတော့ you better ကိုကိုပြောချင် I better short နဲ့ kwa charge လေးနည်းနည်းရှိပါတယ် short နဲ့သူများကိုလှုပ်တင်တယ်လို့အကြံပေးတာဟာလှုပ်လို့မလှုပ်လို့ဘာမှမဖြစ်ဘူးမလှုပ်လည်းဘာမှမဖြစ်ဘူးဒီ you better ကကြတော့လှုပ်တင်တယ်မလှုပ်ရင် တခုခုဖြစ်လာမယ်တခုခုမကောင်းတာဖြစ်လာနိုင်တယ်ပေါ့ ဒီလိုအခြေအနေမှာကျွန်တော်တို့က you should as a youth better နဲ့ပြောပါတယ် i should as a i'd better နဲ့ပြောရပါဘူးဆိုတော့မလို့ရင်တခုခုဖြစ်မယ်အဲ့တော့ဥပမာလေးနဲ့ကျွန်တော်တို့ကြည့်ကြမယ်ပထမဆုံးဥပမာအရ you'd better leave home early or you'll be late to work you'd better leave home early or you'll be late to work မင်းအိမ်ကအစောထွက်တဲ့နဲ့မထွက်ရင်အလုပ်မတော့ကြနိုင်ဘူးဒါတကယ် You'd better come home late today. Your parents are quarreling seriously. You'd better come home late today. Your parents are quarreling seriously. ဒီနေ့မင်းအေဟိုနောက်ကြမှာပြန်လာတဲ့နည်းမင်းဖိနေမေးစကားများနေတယ် one more example we'd better stop drinking now we all have to drive home we'd better stop drinking now we all have to drive home ငါတို့တောက်တာရက်သိမ့်ပြီတော်သိမ့်ပြီငါတို့အားလုံးအင်းကိုကားမောင်းအောင်မှာ I'd better quit my job if I want to complete my degree. I'd better quit my job if I want to complete my degree. ငါပွဲပွဲရကျင်နေဆိုရင်အကြောင်းပြောင်းတက်ကျင်နေဆိုရင်အလုပ်ထွက်မှာဖြစ်မယ်။ You'd better lie about what happened last night or you will get into trouble. You'd better lie about what happened last night or you'll get into trouble. မနေ့ညဖြစ်ခဲ့တာကိုမင်းလိမ်မဖြစ်မယ်။လိမ်နေတယ်မလိမ်ရင်မင်းပြဿနာတက်လိမ့်မယ်။ Final example. You'd better apologize to your boss for your behavior. or you get fired. You'd better apologize to your boss for your behavior or you'll get fired. မင်းအပြုမူမင်းရဲ့ဆိုးဝါးတဲ့အပြုမူအတွက်မင်းရဲ့ boss ကိုမင်းရဲ့တထေးကိုတောင်းပန်တဲ့နဲ့မတောင်းနိုင်ရင်အလုပ်ဖြုတ်ခံရလိမ့်မယ်။ Okay ဒီနေရာမှာကျွန်တော်တို့က you better အသုံးလုံးလေးရတယ်။နောက်ထပ်အသုံးအနှုန်းတစ်ခုကျွန်တော်ရလိုက်တယ်ဘာလဲဆို get into trouble get into trouble ပြဿနာတက်သည်။နောက်တစ်ခုက get fired get fired အလုပ်ဖြုတ်ခံရသည် all right ဒါလေးတွေကတော့ကျွန်တော်တို့သူများကိုအကြံပေးတဲ့အခါမှာလုံးဝဖြစ်မယ်လုံးတဲ့မလို့ရင်တစ်ခုခုဖြစ်လာမယ်ဆိုပြီးပြောတဲ့အခါမှာတုံးနဲ့တုံးတော့မှာ you better okay အဲ့တော့ဥမာလေးတွေကနည်းနည်းလေးဆိုရင်လည်းဘေးစလို့ပိုင်းအဥမာလေးတွေလည်းပြန်ပြီးစဉ်းစားလို့ရတယ်ကိုယ့်ရဲ့အတိုင်းဆိုင်တဲ့စကားလေးတွေကိုလည်းထည့်ပြီးတုံးလို့ရပါတယ် okay i hope my lessons are helpful to you ကျွန်တော်သင်ခန်းစာတွေကထည့်ရောက်မယ်လို့ထင်ပါတယ်